ားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့စိတ်ချောက်ချားဖွယ်ပရာလောကနယ်ပယ် Audio YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာဆိုရင်တော့စာရေးဆရာ M9OA စာရေးသားထားတဲ့ကျွန်တော်နဲ့ Mindy 26ကြုံရဆုံရထူတညာဆိုတဲ့ပရာလောကဆက်လန်းလေးနှစ်ပုဒ်ကိုကျမတို့ကတင်ဆက်များဝေပေးသွားတော့မှာဖြစ်ပါတယ်။အစီအစဉ်စတင်ခင်မှာကျမတို့ရဲ့ channel လေးကို subscribe လုပ်ရတဲ့ subscribe လုပ်သွားပြီးပြီးတော့ဘေးနားက notification bell လေးကိုလည်းပြီးဖို့အတွက်မြတ်တာရခံလိုပါရရှင်။ မန်လီသာမန်လီသာဆိုတော့လေစိုက်ကလေးတစ်စီးနဲ့ဘယ်နေရာပဲသွားသွားအဆင်ကိုပြေလို့ပေါ့လူငယ်တွေဆိုတော့တပတ်တရက်လောက်လေတငယ်ချင်းတွေနဲ့အတူတူရှောက်လေတက်ကြသေးတယ်လေကျွန်တော်တို့မကြာခဏသွားလေဖြစ်တဲ့နေရာတဲမှာပြင်ဦးလွင်လေအပါဝင်ပေါ့သွားနေကြဆိုတော့လေဝေးတယ်လို့ကိုမထင်တော့ပါဘူးဗျာတခါတလေဆိုရင်ကျွန်တော်တို့တငယ်ချင်းတွေအုပ်စုလိုက်စိုက်ကယ်၅စီး၆စီးလောက်နဲ့ညာဆယ်ခွဲ၁၁လောက်မှတော့ပြင်းလွင်ကပြန်ဆင်းလာတတ်ကြသေးတယ်။လူငယ်တွေဆိုတော့လေဘာမှကိုအယုံကြည်အကြောင်းလည်းမရှိကြဘူးပေါ့လေ ဒါပေမဲ့အဲ့လိုအကြောင်းလည်းမရှိတဲ့စိတ်ကိုဖျောက်ဖျက်ပြစ်လိုက်တဲ့အဖြစ်တစ်ခုကတော့တရက်ပေါ့ကျွန်တော်တို့ငယ်ချင်းတွေထုံးစံအတိုင်းပြင်လွင်တက်ပြီးရှောက်လေကြမယ်ပေါ့လေဒါပေမဲ့ဒီတစ်ခါမှတော့ခရိုင်းလိုမဟုတ်ပဲဟိုမှာပဲညာရီပြီးတော့မနေ့ကမှပြန်ဆင်းကြမယ်ပေါ့ညဘက်မှာကြောက်တောင်စီတီဖူးပြီးလေတဖြူဖြူတိုက်နေတဲ့ဖျားရင်မြင်တော်ပေါ်မှာထိုင်ပြီးစစ်တပ်သူကြီးနဲ့ဖြတ်သွမ်းဖြက်လာဆိုင်ကယ်ရီကိုအပေါ်စီးကနေငုံကြည့်ရတာလေဖီးတစ်မျိုးဗျာ အဲ့ဒီကပေါ့ဗျာကျွန်တော်တို့မနက်စိန်နိုင်လောက်မှာမန်လေးကနေစထွက်ခဲ့တယ်။ဆက်တက်တကြော်လောက်ကြတော့ပြင်းလင်းရောက်ပါလိော။ရရချင်းထုံဆန်တိုင်းပြည့်ချစ်ဖျားကိုသွားဖူးကြတယ်။ပြီးတော့ပိတ်ချင်းမြောင်ကူတဲ့ဝင်ဖျားဖူးပြီးပြန်ထွက်လာကြတော့ရေချိုးကြစာချတော့ကြနေဆိုတော့အဲ့ဒီမှာနေမဲ့အချိန်ကတော်တော်ကြာသွားတယ်။ အပြက်လမ်းမှာဒီဇင်မှာခြံဝင်ပြီးစိတ်သားထောင်းတို့နွားနို့တို့လည်းဝင်ကြိတ်လိုက်ကြသေးတာဆိုတော့ကနော်ကြီးထဲသွားခဲ့ကြဖို့တော့အချိန်ကမလောက်ချင်တော့ဘူးလေအဲ့တော့မနက်ဖြန်မှာကနော်ကြီးထဲဝင်ပြီးလဲကြမယ်ပြီးမှပြန်ဆင်းကြမယ်ပေါ့လေယောက်ျားလေးတွေကြီးပဲဆိုတော့လည်းအေးဆေးပဲပေါ့ဒါနဲ့ဟိုတယ်သွားခဏနာကြာပြီးတော့ည၈နာရီလောက်ကျတော့ချောက်တောင်စီဒီမှာဖျားဖူးလေတဖြူဖြူတိုက်နေတဲ့ဖျားရင်မြေမော်ကနေ night view ကိုကြည့်ပြီး9နာရီလောက်ကျဖျားပေါ်ကနေပြန်ဆင်းလာကြတယ်ပြီးတော့လူငယ်ယောက်ျားလေးတဘာဝဘီယာဆိုင်လေးပါလေးထိုင်ကြတာပေါ့ဗျာ ကျွန်တော်ကတော့ငကိုကလေးကအဆိုင်သမားဆိုတော့ဘီယာရီဘာရီအနေချင်းလောက်ပဲတောက်ပေးမယ်ဟိုကောင်တွေကတော့ရေချိန်ကိုက်နေကြပြီလေအပြန်အောင်ဆိုက်ကယ်တွေတရင်တရိုင်းနဲ့မောင်းပြန်လာရတာဟိုတယ်ပြန်အောင်ဒေါ်ညာ၁၇နိုင်ခွဲနေပြီကိုခန်းကိုပြန်ပြီးအိတ်ကြတာပေါ့အဲ့ဒီမှာရင်ကျွန်တော်တို့ဖွဲ့ထဲကအကျော်ကြီးဆိုတဲ့တယောက်အင်္ဂါနေဖုန်းဝင်လာပါလေရောသူ့တော်ဆက်တာလေအဲ့ဒီကောင်မေးသွေးတိုးပြီးတော့မူလဲသွားလို့ဆေးရုံတင်လာရတယ်ဖြစ်နိုင်ချက်ချင်းပြန်ဆင်းလာခဲ့ပါတဲ့ ဲ့ကောင်မကအဖေမရှိတော့အမေနဲ့အတော်ပြိုကြီးနှစ်ယောက်နဲ့ပဲနေတာဆိုတော့အခုလိုအရေးချောင်းဆိုရင်အားကိုးရမယ့်ယောက်ျားသားမရှိဘူးလေဒါနဲ့သူလည်းဝန်ကနေထအမျက်နာတွေပါရီထတဲ့ပြီးချက်ချင်းမန်လီပြန်ဆင်းမယ်ပေါ့ခက်တာအဖွဲထဲမှာတိတ်မမူတာဆိုလို့ကျွန်တော်ပဲရှိတယ်။ချန်တဲ့ကောင်တွေကတောင်းနေကြပြီ။မူးနေကြတဲ့သူတို့ကိုဒီချိန်ကြီးမန်လီတီဆိုင်ကယ်မောင်းပြီးပြန်ဆင်းခိုင်းဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးလေ။အဲဒီတော့အကောင်ကျော်ကြီးရဲ့ကျွန်တော်ရေပဲပြန်ဆင်းကြမယ်ပေါ့။ခါတိုင်းလည်းအုပ်စုလိုက်ချင်းညာဘက်ပြန်ဆင်းနေကြဆိုတော့စိတ်တော့မစိုးရိမ်ပါဘူး။ ဲ့မှာတခုပြောစရာရှိတာကကျွန်တော်တငယ်ချင်းကြော်ကြီးဆိုတဲ့ကောင်ကလေလူလူချင်းသာကြိုက်တဲ့ကောင်လာရှင်ဖာရဲပေမဲ့တရေတော့အသေးကြောက်တာဗျကျွန်တော်ကလာအဲ့ဒီတရေတစီဆိုရာကြီးတကားမှကိုတွေ့မကြုံဘူးသေးတော့မကြောက်ပါဘူးဗျာကဲဒီလိုနဲ့ဟိုကောင်လေးကိုမနက်လင်းနာနဲ့ချက်ချင်းပြန်ဆင်းလာကြဖို့မှာပြီးတော့ကျွန်တော်နဲ့ကြော်ကြီးညာ၁၂နာရီကြော်လောက်မှာပြင်းဥလင်ကနေမန်လေးပြန်ဆင်းလာကြတယ်ညာဘက်ဆိုတော့လမ်းကရှင်းနေပြီမဲ့တောင်ဆင်းလမ်းဆိုတော့သတိထားပြီးမှရတယ်လေ ဒီလိုနဲ့နေရာသားစကားတပြောပြောနဲ့မောင်းလာကြရင်တနေရာရောက်မှာတော့စိုက်ခဲရပါဖြစ်တုံငနေတုံငနေဖြစ်ပြီးတော့ထိုးရက်သွားပါလိရောလားဟာဟျောင်းစိုက်ခဲရပတာတော့ဟာအေးငါလည်းမသိဘူးလေဟာမောင်းနေရင်လည်းထိုးရက်သွားတာပဲစီလေးဖြည့်ထားပါရဲဟာဘာဖြစ်တာပါလဲဒါနဲ့ကျွန်တော်တို့ရိစိုက်ခဲပေါ်ကနေဆင်းပြီးစိုက်ခဲပါများဖြစ်တာပါလဲဆိုပြီးဖုန်းက flash me လေးဖွင့်စိုက်ခဲကိုထိုးကြည့်ပြီးစစ်နေတော့မှာပဲဟူကောင်ကျော်ကြီးကဘေးဘီဝဲရကြည့်ပြီးပြပြတလဲနဲ့ဟျောင်း ဒုက္ခပဲဟစိုက်ခဲရလဲကွာဒီနေရာမှာဖြစ်ရတယ်လို့ဟာဒီနေရာဘာလို့တုံးဟမင်းရလဲအဲ့မှာကြိကြိလေကွာဒါနာမည်ကြီးမိုင်းနိုင်နဲ့ဆက်ချောင်းဟအဲဒီကံဘလောက်ကြောင်းနေတယ်မသိစကားတန်တွေတောင်တုံပြီးအထစ်ထစ်ငုံငုံနဲ့ဟာမင်းရလဲအလကားနေရင်ကြောင်းနေပြန်ပါပြီအယူမသီးစမ်းပါနဲ့ကွာလာစမ်းပါစိုက်ကယ်ကိုဖုန်းမီနဲ့ထိုးပြထားစမ်းပါဟငါဘာဖြစ်လဲကြိလာအောင်မဲကျွန်တော်စိုက်ကယ်ကိုဟိုနိုင်ဒီနိုင်ကလေးရင်နဲ့ဆက်ပြန်လို့ကြည့်တော့ ဆိုက်ကဲကကန်ကောင်းထောက်မစွာနဲ့ဆက်ပြန်နှုတ်လို့ရသွားတယ်။ကဲဟျောင်ကျော်ကြီးသွားကြမယ်။ခဏငါအဖို့သွားလိုက်အောင်မယ်။ကျွန်တော်အဖို့သွားပြီးပြန်လာတော့ဟာဟျောင်လာဟသွားမယ်။ကျွန်တော်ကသာပြောနေတာဟိုကောင်းစီကဘာစကားတမ်းမှထွက်မလာတာနဲ့ကြည်လိုက်တော့ကျွန်တော်မျက်နှာကိုမျိုးလုံးအပြူသားနဲ့အထိတ်တလန့်ကြည့်နေတဲ့ကျော်ကြီးကိုတွေ့လာရတယ်။ဟာဘာဖြစ်တာတော့ဟာဘာလို့တော့မိတော့လည်းမဖြေကျွန်တော်ပဲလည်းညိုကြီးထိုးပြီးမျက်လုံးကြီးပြူးပြီးကြည်နေတာဟဲ့ဟဲ့ မင်းမနှောင်းနဲ့တော့ငါတော့လန့်လာပြီဘာဖြစ်တာတော့ပြောနေတော့မှပဲတကောင်သားဒူးရီတဆဆတ်တုံပြီးကြောက်သေးတွေပါပါချကုန်လေရောကိုယ်လည်းအဲ့လောက်ကြီးတောင်မှဖြစ်ရတယ်ဆိုတော့သူဘာတွေးလို့လဲပေါ့နောက်လေကြည့်တော့လည်းဘာမှမရှိကိုမျက်နှာပဲလက်ညိုကြီးထိုးမျက်လုံးကြီးပြူပြီးကြည့်နေတာဆိုတော့ကိုမျက်နှာဘာများဖြစ်တယ်လဲဆိုပြီးကိုမျက်နှာကိုပြန်ကြည့်မဲဆိုပြီးဆိုက်ကယ်ဘက်မှန်လေးဆွဲလှည့်ပြီးကြည့်လိုက်တော့အာအမလေးပြဘာကြီးတော့ဆိုက်ကယ်ဘက်မှန်ထဲမှာတွေ့လာရတာက စပင်ဖားလျားနဲ့ မျက်နာတစ်ခုလုံးတံရရီနဲ့သွေးတွေပေနေတဲ့အမျိုးသမီးမျက်နာတစ်ခုသွားရီဖျဲပြီးတော့ရီပြနေရဗျာကြောက်စရာကြီးကျွန်တော်ဖြစ်လိပ်ပြလွှဲပြီးလာတော့ထင်ရတယ်အကြောက်လွန်ပြီးကြောင်ကြည့်နေတဲ့ကြော်ကြီးကိုဆိုတင်းဆွဲပြီးစိုက်ကဲဝတင်ပြီးတော့ဆိုတင်းမောင်းပြေးလာတာမန်လေးတော်ဘလို့ရောက်လို့ရလာမနာမသိတော့ပါဘူးဟိုကောင်ကြော်ကြီးဆိုရင်နားလေးလက်ဖျားတော်ဖျားယူရတယ်ကျွန်တော်ကလာနောက်တစ်ခါစိုက်ကဲနဲ့ညာဖက်ကြီးအဖေါ်မှာပါပဲပြုံးလင်မန်လေးလမ်းသွားဖို့ဆိုရင်တော့နိုးပါပဲခင်ဗျာဝေးဝေးရှောင်ပါတယ်ကဲခင်ဗျားတို့ရောဘလို့လဲ ကြုံရဆုံရထိုတညအချိန်ကညတိုင်ခက်မိုးကလည်းတဖွဲဖွဲရွာနေတဲ့အတွက်ကြောင့်လမ်းမတစ်လျှောက်မှာလူသွားလူလာတိတ်ဆိတ်လျက်ရှိပါတယ်။အဲဒီအချိန်မှာမက်ဒီယာမန်လေးလမ်းထက်မှာစိုက်ကလေးတစ်စီးရတော့ဖြင့်မိုးစံများကိုအန်တုကစိုက်ကယ်မီးအောင်ဖြင့်အမောင်ကိုခွင်းကတရရပြေးလွှားနေလျက်ဖះဖះငါတော့မှားပြီလားမသိဘူးမိုးကလည်းအခုမှဆိုင်းမစင်ပုံမစင်ရွာချရတယ်လို့ကွာဒီလိုမှန်းသိဟိုကောင်ဒီတားကြရအဲ့ဒီမှာပဲအိတ်လိုက်ပါတယ် လူစော်စိတ်ထဲမှာရေရွတ်လိုက်မိတယ်။သူနေ့လေကလေးကအလုပ်ကိစ္စတစ်ခုနဲ့မန်လေးကနေမတရားကိုရောက်နေခဲ့တာ။ဟိုရောက်တော့အလုပ်ကြောင်းပြောရင်းနဲ့တိုင်မဲဆွေးနွေးကြရင်ညနေဆောင်သွားတယ်။သူပြန်မယ်လို့တော့တငယ်ချင်းများကအတင်းခေါ်တာနဲ့ဘီယာဆိုင်ခဏလိုက်သွားမိရမှဝိုင်းကောင်းနေတဲ့အတွက်အချိန်ကုန်လို့ကုန်မန်းပင်မသိလိုက်။သူနာရီကြည့်မိလိုက်တော့ည7နာရီပင်ထိုးနေပြီ။တငယ်ချင်းများကဒီမှာပဲအိပ်ပြီးမနေ့ကမှပြန်ရင်ပြောပြီးမဲ့ငငယ်ကလေးကသူများအိမ်မှာမအိတ်တက်တဲ့သူကဇော်တင်းပြန်ချလာခဲ့တာ။ ဟုတ်တယ်လေမန်းလေးနဲ့မတရားဆိုတာကလည်းဘလောက်မှဝေးတာမှမဟုတ်တာဒီချိန်ကြီးကြမသွားဘူးပြိမဲ့ဒီလမ်းတွေကသူ့သွားနေချာလမ်းတွေသူထွက်လာတော့ငါတော့မူကမရွာသေးနောက်ပြီးတော့ဘီယာလေးတောက်ထားတဲ့အတွက်အနေငယ်ရီဝီဝီဖြစ်နေတာကြောင့်လဲကြောက်စိတ်ကမရှိအခုတော့တကူလုံးမိုးရေများဆိုရွှဲကုန်တဲ့အတွက်တောက်ထားတဲ့အရှင်လေးကလည်းဘယ်ရောက်သွားမှမသိတော့ရဲစေးရှင်လေးကလည်းမရှိတော့လေတော့ဒီအချိန်ဒီလိုရာသီဥတုမျိုးနဲ့ဒီလမ်းပေါ်မှာငါတယောက်သေးဆိုတဲ့အတွေ့ကကြောက်စိတ်အနေငယ်ဝင်လာစေတယ် ဒီလန်ကတခါတလေလူပြတ်တဲ့ချိန်တွေမှာရိုင်းလူတက်တလို့လို့ဘာလို့လို့အတန်တွေကလည်းကြားဖူးထားသေးတယ်။ဒါမှမဟုတ်ပြဿနာမရှိပါဘူး။လူစောကကာရတေးမှာကပနက်ချန်ပီယံတယောက်။တော်ယွန်လူစိုးလူမိုက်တွေလောက်ကတော့သူ့အတွက်အေးဆေးရင်ဆိုင်လို့ရတယ်ပြဿနာမရှိဘူး။ပြဿနာရှိတာကသူကလူလူချမ်းသာမကြောက်တတ်ပေမဲ့ငငယ်ကလေးကတရေတစီတော့အလွန်ကြောက်တတ်တယ်။ ဟောအခုလဲကြည့်ရှေ့ဆိုချာနီကန်ရောက်တော့မယ်ရှာသမ ्या ဖျားစားတွတ်တွတ်ရွရင်အတင်းငါဆိုင်ကေးကိုတတိထားမောင်းလာတဲ့လူစော်တယောက်ချာနီကန်လမ်းခွာရောက်မှာတော့သူရှိမလန်းမကန်တစ်ပင်တပင်အောက်ကနေလူတယောက်ထွက်လာပြီးတော့သူ့ဆိုင်ကေးကိုလက်ပြတားတာမြင်လာရတယ်ဟမ်လူတယောက်တားနေပါလားလူဆိုးလားလူကောင်းလားဆိုတာငါတတိထားရတော့မယ်သူ့စိတ်ထဲမှာတွေးလိုက်မိရင်တဆက်ထဲမှာပဲဟာဒီချင်းကြီးဆိုတော့လူကဟုတ်ရဲ့ဟုတ်ရဲ့လားဆိုရဲအတွေးကလည်းဖြုံကနေဝင်အောင်လာလေတော့သူ့ရင်တွေတိုင်းကနေခုန်သွားရတယ် တဒိဋ္ဌိခုံနေတဲ့ရင်ခုန်တန်းကိုထရင်နဲ့ဆိုင်ကယ်ကိုရံမပေးပဲမောင်းချပစ်ခဲ့ပြီးတော့မှနောက်ပြန်လှည့်ကြည့်ပြီးတော့သူဆိုင်ကယ်ကိုအာကိုကြီးဟန်နဲ့ငင်းကြည့်နေတဲ့ထိုသူကိုတွေ့လိုက်ရတယ်။တကူလုံးမိုးရင်များဆူဆွဲလျက်ချမ်းထုံနေတဲ့ဟန်ရှိရဲ့သူ့ရဲ့ပုံတံတန်းကိုမြင်တော့သူတနာစိတ်ကလေးအနေငယ်ဝင်သွားတယ်။ဟာလူတယောက်ပါလား။ဘာများအကူညီလိုလို့ပါလဲ။ဘိုင်းဖြင့်ငါသွားမိကြည့်လိုက်ပါအောင်မဲသူဆိုင်ကယ်ပြန်ကွေးလိုက်တာမြင်တော့ထို့သူကလက်ပြကဝမ်းသာအားရပြေးလာတယ်။ဘာဖြစ်လို့လဲဗျဒီချိန် ခမရဘသူလဲဘာကူညီလို့လို့ရောသူမေးလိုက်တော့ထိုသူကကျွန်တော်ကကြံခင်းထဲမှနေတာပါဗျာကိစ္စတခုရှိလို့ဒီဂျာနီကန်ဘက်ကိုရောက်လာရင်နဲ့မိုးချုပ်သွားလို့ပါအလာရုံကတော့လိုင်းကားနဲ့လိုက်လာတာအခုလိုင်းကားတွေလည်းမရှိတော့ဘူးအိမ်ုံလည်းအရေးပေါ်ပြန်ရမယ့်ကိစ္စလေးကပေါ်လာလို့အခုလိုအရေးဆွန်ပြီးထွက်လာတာမိတ်ဆွေအပန်းမကြည့်ရင်ကျွန်တော်လမ်းချုံလိုက်ခဲ့ပြစေဗျာထို့သူစကားကြတော့သူပြောသွားတယ်တရေချောင်းတက်တဲ့သူ့အဖို့တရားထဲပြန်လာတဲ့ဆိုင်အခုလိုအဖော်လေးရှိတော့အားတက်ရတယ်မဟုတ်လား ဟာအတော်ပဲဗျကျုပ်ကဆန္ဒလမ်းမာနေတာခမောင်အင်ဒီလိုက်ပို့ပေးမယ်ကဲတက်တက်ကျုပ်လည်းအဖော်ရတာပေါ့ဗျာထို့သူမှမိုးရွာတဲ့ဘလောက်ကြာနေခဲ့သည်မသိနှကန်းတွေပင်ပြာကမျက်နာကလည်းဖြူဖက်ဖြူရော်ဖြစ်နေချေပြီထားနဲ့မိတ်ဆွေရောဒီချိန်ကြီးမှဘရပြန်လာတာလေဗျတယောက်သေးဒီလမ်းပေါ်မှာမကြောက်ဘူးလားကျွန်တော်ကမတရားပြန်လာတာဗျအမှန်တမ်းပြောရရင်တော့ကျွန်တော်လည်းတယောက်သေးကြောက်နေတာခမရတာတော့ကျွန်တော်ချက်ချင်းရေမပီးရတာပဲကြည်လေ ခမားတားတဲ့နေရာကိုလည်းကြည့်လေဗျာဂျာနီကန်နာမှာမှတားရတယ်လို့ကျွန်တော်ကတော့တော်တော်လန့်သွားတာအခုတော့ခမားလေးပါလာတော့ကျွန်တော်အတွက်လည်းအဖော်ရတော့အားရှိတာပေါ့ဗျာဒါနဲ့မိတ်ဆွေကတရေကြောက်တယ်လို့လားဟာ ကျွန်တော်ကလူလူချင်းသာမကြောက်တာတရေဆိုငယ်ကလေးအသေးကြောက်တာဗျအဲအဲ့ဒါဆိုမိတ်ဆွေကတရေချောက်ခံဘူးလို့လားဟာအဲ့လိုတော့အချောက်မခံရပါဘူးဗျကက်ထားပါဗျာညာရင်မချုပ်အဲ့အကြောင်းတွေပြောတာစက်သိန်းထလုံးလို့ပြောရင်တစ်ဆက်တည်းလူစော်သူ့လက်သူပြန်ပုတ်လိုက်တယ်မုံမိထားတဲ့အတွက် အေးထန်ချောင်းမဲလားပါလားတော့မသိသူလမ်းမှာတကယ်ပင်ချက်သိမ်းဖူလေးများထားနေတယ်သူတို့စကားတပြောပြောနဲ့မောင်းလာရကြံခင်းဘတ်သူပင်ရောက်တော့မယ်ရှေ့မှာကြံခင်းဘတ်ရောက်ပြီဗျခမရအရာပဲနားလေးလေဟိုရှေ့ကလမ်းထိပ်မှာပဲရက်လိုက်ပါမေးဆွေရေဟိုနားခလလန်အမီးတွေလင်းနေတဲ့အိမ်လေးတွေ့လားအဲ့ဒါကျုပ်အိမ်ပဲနင်းနေပြီဆိုတော့ကျုပ်အိမ်ကိုလမ်းလျှောက်ပြီးပဲသွားလိုက်တော့မယ်လူစော်သူပြောတဲ့လမ်းထိပ်မှာဆိုက်ကယ်ရက်ပေးလိုက်တော့မှထူလူစိန်းကဆိုက်ကယ်ပေါ်မှာစင်းကား ခုလိုကူညီတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်မိတ်ဆွေရေရပါရယ်ဗျာကျွန်တော်လည်းခင်ဗျားကြောင့်အဖေါ်တော် ရာသေးတာပဲဟာတော့နဲ့ခင်ဗျားဟင်ရဒီချိန်ကြီးထိမီးတွေလင်းထိန်နေအောင်ထွန်းထားပါလားဘာရှိလို့လဲဗျာဩဒါလားအိမ်မနာရေးရှိလို့ထွန်းထားတာဩအဲ့ဒါကြောင့်ခင်ဗျားခုလိုညဘက်ကြီးအချိန်မတော် အရေးပေါ်ပြန်လာရတာ ው ဒါနဲ့ဘသူဆုံးတာလဲဗျာတခြားတော့ဟုတ်ပါလီရောလားမေးဆွေရဲ့ကျုပ်ပေါ့ဗျာကျုပ်နာရေးပေါ့ဟင် ဟာဟဲ့လို့ခမရကလည်းကျွန်တော်ကြောက်တယ်မှန်းသိလို့တမင်နောက်နေရမလားအဲ့လိုတော့မနောက်ပါနဲ့ဒီချိန်ကြီးကိုဟာမနောက်ပါဘူးဗျတကယ်ကျုံနိုင်ရေးပါမနက်ကမှကျုပ်ကိုကြာနေကြမှာမိသချို့ပြီးပါဒီမှာလေခမရမျိုးရင်ကြည့်ပါလားပြောရင်တဆက်ထဲမှာပင်ထူလူစိမ်းမှသွေးရင်ကြီးလက်ကိုဆွဲလံပြရာမိကျွန်းနေတဲ့အစီတဝင်းဝဲနဲ့အသားမဲမဲတဲ့တဲများကဘွားကနေပေါ်လာတယ်။ကြည်နေရမှာပဲမိလောင်ညောင်နှံကြီးကထောင်းနေထွက်လာပြီးထူလူစိမ်းရဲ့မျက်နှာမှာလည်းမိကျွန်းထားသလိုအရေးခွန်လေးလန်ချပြီးတော့ အရေးများဆိုစစ်စစ်နဲ့အစီတဝင်းဝင်းဖြစ်လာကပယိုးကြီးတွေတွားကြီးတွေကတဖြည်းဖြည်းပေါ်လာတယ်။လူစော်ထုံမြင့်ကွင်းကိုကြည်ကသူကောင်းကြီးပုတ်လောက်ကြီးကြီးကြီးသွားတယ်လို့ခန်စားရကရင်တွေတလက်လက်နဲ့သွေးတွေထောင်ကနေစိုက်တန့်သွားတယ်လို့ခန်စားလာရတယ်။အမလီတရေအမေကဲချပါအောင်တရေပြုတ်ဟာဟဲ့လို့နေဦးလေဗျာခမယာမီလို့လည်းပြောပြရသေးတယ်။အော်ဒီလူနဲ့ခြေဆုတင်စကားလေးအောင်တေချာမပြောလိုက်ရအောင်။ ။လူစွားတော့ cycle ဘလိုပင်မောင်းထွက်လာကဘယ်ရီသွားမိသည်မသိ။ဖုန်ကြီးတစ်ပါးကရေမန်းနေနဲ့သူမျက်နှာလာဖြန်းပြီးသူပခုံးကိုကိုင်းလှုပ်ပြီးခေါ်တော့မှသူတတိပြောင်းဝင်လာတော့တယ်။ပြီးမှပြန်သိရတာကသူချန်ကင်းဖုန်ကြီးကျောင်းထဲကို cycle အတကုံမောင်းဝင်လာတာကြောင့်ဖုန်ကြီးတချို့နိုးလာရတာတဲ့။ပါဇက်ကလည်းတရေတရေနဲ့အဆက်မပြတ်អော်နေတာကြောင့်ဖုန်ဖုန်မှဖျားစာရောက်ကရေမန်းနဲ့လောင်းချလိုက်မှအတိပြောင်းဝင်လာတယ်လေ။အိမ်နေညာကသူအိမ်မပြန်ရတော့မိုးလဲလင်းတော့မှဆိုတော့ဆရာတော်ကိုခွင့်ပန်းကထုတ်ဖုံးကြမှာပဲတ냐အိတ်လာရတော့တယ် မိုးလင်းမသွေးသူပြန်ကအမေကိုညကကြောင်ပြောပြတော့အမေကအရှင်ဘက်ကိုဖိပြီးတီးဖျားတာကဖျားဖျားမတီးကမပြောက်ကောင်းသားရဲ့နင်ကန်နေနေတယ်ဖျားတရားများများလို့လူပြောတယ်လူလူချင်းမကြောက်တတ်တဲ့ကရာတေအနက်ချန်ပီယံလူစောတယောက်လဲတရေနဲ့လဲတွေ့ရောမြင်များအကြောက်လွန်သွားသည်မသိသူညဝယ်ထားတဲ့ပေါင်းမီမှာကြောက်ပြီးရှူးရှူးများပေါက်ချထားမိတာမှတထည့်လုံးနန်စောလို့သူမိပြောသလိုပဲသူကန်နေနေတဲ့ထင်မှခဏနေရင်တော့ဤမိုးချိုးပြီးဖျားကတော့မြတ်တာပို့အမြဝီတာတွေလောက်အောင်မေး ်အခုတော့သူ့ရဲ့ရှူးရှူးဆောင်များနန်းဆောင်နေတဲ့ဘာမီကိုယူရီချူခန်းစီတို့သာဟုတ်ကဲ့ပါရှင်ကျမတို့ရဲ့တင်ဆက်ပေးမှုအစီအစဉ်လေးကတော့ဒီမှာနဲ့ပြီးဆုံးသွားပါပြီကျမတို့ရဲ့စိတ်ချချပွဲ Pralog နဲ့ပဲ Audiobook YouTube Channel လေးကတင်ဆက်ပေးတဲ့ဇာတ်လမ်းလေးကိုအခုလိုမျိုးနားတော်တာဆင်အားပေးခဲ့ကြတဲ့အတွက်ပရိသတ်တွေကိုကျေးဇူးအထူးပဲတင်ရှိလိုက်ပါရရှင်ပရိသတ်များအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်